အဲဘုံဝင်လင်းပြောမယ်ဆိုရင်ကျွန်တော်ဒါ real madrid fan မို့လို့ဒီလိုပြောတာမဟုတ်ပါဘူးလက်ရှိဒီယာဒီအရာဒီနှစ်သင်းရှင်မယ်ဆိုရင် real madrid liverpool နဲ့ real madrid ကအများကြီးတော်တော်ကွာပါတယ်ဆိုတော့အားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ညကတော့ Champion League ညကြံနေပြန်လဲရောက်ရှိလာပါပြီဆိုတော့ကျွန်တော်အခုလုပ်ဝေးမှာတော့ဒီနေ့ညနေချက်ခွဲမှာကန်သွားမဲ့ကျွန်တော်တို့က Liverpool နဲ့ Real Madrid ရဲ့ပွဲကိုကျွန်တော်ကိုပိုင်မြင်ပွဲကြိုးစားကမ်းမ်းရလေလုပ်ဝေးသမှာဖြစ်ပါတယ် โอเคဆိုတော့အရင်ဆုံးအနေနဲ့တော့ဒါလီဗာပူးရဲ့အိမ်ခွေမှာရီယယ်မက်ထရစ်ကတော်ရောက်ရှင်ပြိုင်ကစားမှာဖြစ်တယ်အဲဒီရသည်လေဗာပူးကတော့အရင်ရသည်လို့မဟုတ်ဘဲနဲ့တော်တော်လေးကိုဟိုအချိန်နဲ့ကမတည်ငြိမ်နေရအောင်တွေးရတယ်။အဲအိမ်ဝင်းနေမှာလည်းဒါရှုံးပွဲတွေးနေတာကိုတွေးရတယ်။အဲနောက်မှနောက်ဆုံးပွဲဒီ Astron Villa နဲ့တွေးခဲ့တဲ့အချိန်မှာတော့တို့အနေနဲ့ဒါ 2C ဆိုရရလနဲ့ဒါအနိုင်တော့ရရှိခဲ့တယ်။အဲဘုံဘွေလေးလေးပြောမယ်ဆိုရင်ကျွန်တော်ဒါ Real Madrid fan မို့လို့ဒီလိုပြောတာမဟုတ်ပါဘူး။လက်ရှိဒီရသည်အရာဒီနှစ်သင်းရှင်မယ်ဆိုရင် Remedy Liverpool နဲ့ Real Madrid ကအမ ားကြီးတော်တော်ကွာပါတယ်ဆိုတော့ Real Madrid ဒီလက်ရှိ form man နဲ့ return man နေတဲ့အသင်းဆိုတော့ Liverpool ဒီ Liverpool ဒီလက်ရှိမှာ form ကလည်းအဲမငြိမ်ဘူးအဲတတော်လေးရတိုင်ရဲ့ယာဉ်နဲ့နေတဲ့အခါမှာဆိုရီမက်ထရစ်ကတော့ပုံဝင်လင်းလင်းပြောရရင်ဒါအများကြီးဟိတာနေပါတယ်ဆိုတော့လီဗာပူးဖန်တွေကတော့စိတ်ဆိုးမလားမသိဘူးလက်ရှိဟိုနေထားရဆိုရင်တော့ဒီဘွဲမှာအိမ်ကွင်းဖြစ်တဲ့အဆိုပေမဲ့လည်းပဲဘာမှ ဟိုအများကြီးမမျောလင့်ထားတော့အကောင်းဆုံးပဲဆိုတော့999 9ဝိုင်းတော့လေဒါပျော်ကောင်းပျော်ရလိမ့်မယ်ဆိုပေမဲ့အဲဘာမှဟိုမမျောမလင့်ပဲမဲနဲ့အစိုးဆုံးအထိကိုမျောလင့်ထားတော့အကောင်းဆုံးပဲဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုကျွန်တော်ထပ်ပြောပါမယ် Real Madrid fan မဟုတ်လို့ပြောတာမဟုတ်ပေါ့ဆိုတော့ person နဲ့မပါဘဲနဲ့ဒါအသင်းဆွဲမပါဘဲနဲ့တရားရှင်ကြည့်မယ်ဆိုရင်တော့မှဒါ Real Madrid ကအများကြီးတာနေရတော့ဒါလက်ခံရမယ် ဆိုတော့နောက်တစ်ခုကလက်ရှိလီဗာပူးဒီဒါအသင်းပြန်တီဆောက်နေတဲ့ကာလလို့ပြောရမယ်ဆိုတော့ကစားသမားအသစ်တွေနဲ့ဒါအသင်းကိုဖောင်ငိန်အောင်ဖောင်မိအောင်ပြန်တီဆောက်နေတဲ့ကာလဖြစ်တဲ့အလဲရောက်မှာသူနေရတာရှုံးပွဲလေတွေးခဲ့တယ်။နိုင်ပွဲလေတွေးခဲ့တယ်။ဆိုတော့ကျွန်တော်ပြောချင်တာဒီလိုဒါပြန်တီဆောက်နေတဲ့ကာလမှာဒါတချို့ကစားသမားတွေကလည်းနာနေတဲ့အတွက်ကျွန်တော်ခုနပြောသလိုပေါ့ဘာမှမမျောလင့်ထားအောင်အကောင်းဆုံးပဲ။အဲမျောလင့်ထားတဲ့လောက်ဖြစ်မလာရင်ဒါဖန်နေကိုယ်တိုင်ပဲနာကျင်ရလိမ့်မယ်။ အဲ့လိုပဲကျွန်တော်တို့ဒါ reemative ကိုလည်းဘာမှမမျှော်လင့်ထားတာအကောင်းဆုံးပဲဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့ဒါ reemative ဒီလက်ရှိ form မှန်နေတာမှန်တယ် form ကောင်းနေတာမှန်တယ်အဲဒါပေမဲ့ဘာမှမမျှော်လင့်ထားတာအကောင်းဆုံးပဲကံအမှ champion league ပါဆိုတော့ကျွန်တော်တို့ဒါ reemative fan တွေပြောနေကြစကားတခုရှိတယ်ဆိုတော့ champion league ပါ champion league ဒီနတ်ကြီးပါနောက်တစ်ခုကကျွန်တော်ပြောမယ်ဆိုတော့ဘောလုံးဆိုတော့အလုံးကြီးပါဆိုတော့သူသွားကြည့်ရင်သွားလို့ရတယ်ကန်ကြည့်ရင်ကန်လို့ရတယ်ဘာမှမဆိုဖြစ်လာနိုင်တယ် ဆိုတော့ငါတို့အသင်းဒီဖောင်ကောင်းတယ်ငါတို့အသင်းဒီလက်ရှိလေဗာကူးတက်တာတယ်ဆိုပြီးတော့ဘာမှမမျော်လင့်ထားတာအကောင်းဆုံးပဲဒါပေမဲ့တခုတော့ရှိရဲ့ဒါ real madrid fan မဟုတ်လေဗာကူးဖန်လည်းအတူတူပဲကို့အသင်းကိုတော့ယုံကြည်ချက်အပြည့်နဲ့ဒီအားပေးရလိမ့်မယ်ဆိုတော့အားပေးရလိမ့်မယ်လည်းထင်ပါတယ်ဆိုတော့ကို့အသင်းကိုမှမချင်ဘူးဘူးမှလာချစ်မှာမဟုတ်ဘူးဘူးဘူးမှအားပေးမှာမဟုတ်တဲ့အတွက်အသင်းဆိုးဆိုးကောင်းကောင်းဒါ fan တွေကတော့တာဝန်ကြီးပွန်စာအားပေးကြမယ်လို့တော့ကျွန်တော်အနေနဲ့တော့ထင်ပြီးသားဒါပေမဲ့တခုပါပဲကျွန်တော်ခုနပြောခဲ့သလိုဘာမှမမျော်လင့်ထားတာတော့အကောင်းဆုံးပါပဲ လက်ရှိနောက်ဆုံး၅ဘွဲဖောင်ကိုကြည့်မယ်ဆိုရင်လေအဲ Real Madrid က၅ဘွဲလုံးနိုင်တာ၄ဆိုတော့ Liverpool ကတော့၃ဘွဲနိုင်အ sorry ၃ဘွဲရှုံး၂ဘွဲနိုင်ပေါ့နော်ဆိုတော့အချက်လက်တွေကကျွန်တော်ထိုင်မပြောနေတော့ဘူးဗျာတည်တယ်အချက်လက်တွေထိုင်ပြောနေမယ်ဆိုရင်လက်ရှိအနေအထားအရာကဒါ ဆိုတော့ဒီရသေးအချက်လက်တွေတော့ကျွန်တော်ရှင်မပြောချင်တော့ဘူးဆိုတော့ရှင်ပြောမယ်ဆိုရင်တော့ဒါ reimbursement reimbursement ဘက်ကိုပဲတစ်ဖက်တည်းကြီးပြောနေရလိမ့်မယ်ဆိုတော့ဘလို့ရှင်ရှင် reimbursement ကဒီရသေးမှာရှင်မယ်ဆိုရင်တော့အသာကြီးပဲတိုက်စစ်မှာ MBP လာဒီ MBP ရဲ့တိုက်စစ်လာ architecture ရဲ့တိုက်စစ်လာဘလို့တိုက်စစ်ပဲရှင်ရှိကြီးကြီးဒါ reimbursement ကတော့ အတာပဲဆိုတော့ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့ဒါထိတ်တိုက်တွေ့ခဲ့တဲ့ဟာတွေပဲကျွန်တော်နဲ့ပြန်ပြီးပြောလိုက်အောင်ဆိုတော့ထိတ်တိုက်တွေ့ခဲ့တဲ့နောက်ဆုံးပွဲမှာဆိုရင်လည်းသူတို့ပြန်ကိုတို့ပြန်နေအကျိတ်နေတွေဒါရှင်ပြိုင်ခဲ့ကြတယ်ဆိုတော့ဒီနှစ်နောက်ပိုင်းမှာ Real Madrid နဲ့ Liverpool ကဒါနှစ်တိုင်းလိုလိုတွေ့လာတဲ့အသင်းလိုတောင်ပြောလို့ရတယ်အဲနှစ်တိုင်းလိုလိုလည်းသူကြိတ်လိုက်ကိုကြိတ်လိုက်နေတဲ့တပြန်တလန်နေ ကျိတ်နေကြတာဆိုတော့ကျွန်တော်နောက်ဆုံးမှတ်မှတ်ရရပွဲဆိုရင်ဒါ Liverpool ရဲ့2023လုံးကဒါ Liverpool အိမ်ကွင်းမှာဒါကန်ခဲ့တဲ့ပွဲဆိုတော့သူတို့အနေနဲ့ Liverpool အနေနဲ့နှစ်ခုရပြီးမှ၅ခုထိပြန်ပေးလိုက်ရတဲ့ပွဲပေါ့ဆိုတော့အဲ့ဒီကလည်း Liverpool ဒီဒါတော်တော်ဖောင်ကောင်းနေရပါဆိုတော့ Real Madrid ဖောင်ကောင်းနေတဲ့နှစ်လို့ပြောလို့ရတယ်အဲ့လိုပေါ့နော်ကျွန်တော်အဲ့လာကြမို့ Real Madrid ဒီဖောင်ကောင်းနေတိုင်းလည်းအရင်ကြီးဟိုနိုင်လိုက်မယ်လို့တက်အပ်ပြောလို့မရဘူးချန်ကန်မှာချန်ပီယံလိအဲနှစ်ကြီးတယ်အဲ ဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်အဲ့ဒါကြောင့်မို့ကျွန်တော် real medicine fan တွေကိုလည်းဘာမှမမျှော်လင့်ထားနိုင်လို့ပြောတာအဲတကယ်လို့မျှော်လင့်ထားလို့ဖြစ်မလာရင်ကိုယ်ပဲနာကျင်ရလိမ့်မယ်ကိုယ်ပဲပေါက်ကွဲရလိမ့်မယ်ကိုယ်ပဲလောင်ရလိမ့်မယ်ဒါပေမဲ့ဘာဖြစ်ဖြစ်ပါဆိုတော့ကိုယ်အသင်ကိုယုံကြည်ပြီးတော့အားပေးရမှာတော့ fan တွေရဲ့တာဝန်ပဲ အဲဒါပေမဲ့တခုပြောချင်တာကဒါလက်ရှိလာလီဗာပူးသီးဒါအိမ်ဝင်းမှာကစားမှာဖြစ်တယ်ဆိုတော့အိမ်ဝင်းမှာတခြားအသင်းတွေကိုဘယ်လိုပဲရှုံးလာရှုံးလာပါအနည်းနဲ့အများတော့ဒါအိမ်ဝင်းဖီရအိမ်ဝင်းအတာစီကတော့ဒါလီဗာပူးမှာတော့ရှိနေရပဲတော်ဒါတွေကိုရီယယ်မက်ထရီကကောင်းကောင်းကြီးဒါကင်တွေနိုင်ကင်တွေသွားဖို့လိုအပ်တယ်ကင်တွေနိုင်မယ်လို့လည်းထင်ပါတယ်ဆိုတော့အလွေဒီဇာဗီအလွန်ဆိုနဲ့ရီယယ်မက်ထရီဒီရဒီမှာတော်တော်လေးကိုဒါအချင်းကြီးကောင်းနေတယ်ဆိုတော့ရှုံးမွဲဆိုလဲတပွဲပဲဒါအတလီကိုမက်ထရစ်ကိုရှုံးတာဒါပဲရှိတယ်ဆိုတော့ ဒီဘွဲလဲဒါအလွန်ဆိုနဲ့ရီယယ်မက်ထရစ် MPA တို့ဒါကောင်းကောင်းကြီးလုံနိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်အဲဒါဒီလိုပြောလို့ပေါ့နော်ဟိုအရင်တစ်ဖက်သက်ဆန်ဆန်ကျွန်တော်အသင်းကိုဟိုတစ်ဖက်သက်ကြီးပြောရတာမဟုတ်ပါဘူးဒါပေမဲ့ဘလို့ရှင်းရှင်းပါဒီလီဗာပူးကောင်းတာမှန်ပါတယ်ဆိုတော့လီဗာပူးဒီတကယ်အသင်းကြီးလေးဖြစ်တာသိပါတယ်ဒါပေမဲ့ဒီယာတီယာဘလို့ရှင်းမယ်ဆိုရင်တော့ရီယယ်မက်ထရစ်ကတော့အသာကြီးပဲအဲဒါပေမဲ့ကျွန်တော်ခုနပြောဆိုဘာမှမပြောလင့်ထားတော့အကောင်းဆုံးပဲဆိုတော့ဘာဖြစ်ဖြစ်ပါကျွန်တော်ဒီညပွဲကြီးပွဲကောင်းတော့တော်တော်ကြီးကိုတော်တော်နဲ့တူတူကြည့်ရှုရမှာမယ်ဆိုတော့ brother တို့အမြင်အရဘယ်လိုရှိလဲ comment လေးမှာ Sí, mira que lo iba a vale.